ဟယ်လိုအားလုံးပဲမင်္ဂလာပါကျွန်တော်ကိုချိုတီဗီဝိုင်းချန်နယ်နေပြီးတော့ကြိုဆိုပါတယ်ကျွန်တော်ဒီနေ့ပြောပြမှာကြတော့ကျွန်တော်တို့ဖုန်းတစ်လုံးနေတော့နောက်ဖုန်းတစ်လုံးကိုဗီဒီယိုတွေဓာတ်ပုံတွေကိုကျွန်တော်တို့ဘယ်လို sharing လုပ်မယ်ဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့ဒါကြတော့ quick share ဆိုတဲ့ setting အကြောင်းပဲဖြစ်ပါတယ်အဲ့ဒီ setting ကိုဘယ်လိုလုပ်အောင်လဲဆိုလို့ရှိရင်ကျွန်တော်ခုပြသွားမှာကြတော့ Samsung phone နေပြီးတော့နောက်ထပ် Samsung phone ကိုဓာတ်ပုံဗီဒီယိုကို sharing လုပ်တဲ့ဟာကို tutorial ပြသွားမှာဖြစ်ပါတယ် adequate share ဆိုတဲ့ setting ကကြတော့ကျွန်တော်တို့ Samsung နဲ့ Google နဲ့တွဲပြီးတော့လုပ်ထားတာဖြစ်ပါတယ်အဲ့ခါကျတော့ကျွန်တော်တို့ပထမဆုံးဖုန်းထဲကိုသွားပြီးတော့ Samsung ဖုန်းမှာ setting ထဲဝင်လိုက်ပါမယ် control center ထဲမှာဆိုလို့ရှိရင်ဒီလို quick share ဆိုတဲ့ application setting လေးကိုဖွင့်လိုက်ရမှာဖြစ်ပါတယ်ဖွင့်လိုက်လို့ရှိရင်ဒီလိုမျိုးပေါ်လာမှာပါတကယ်လို့ no one ဖြစ်နေလို့ရှိရင် everyone ဆိုတာကိုနှိပ်ပြီးတော့ down နှိပ်လိုက်ပါမယ်ပြီးလို့ရှိရင်ကျွန်တော်ပို့ပေးချင်တဲ့ ဓာတ်ပုံတော့ဘောကျွန်တော်နှိမ့်လိုက်ပါမယ်ဒီဓာတ်ပုံလေးကိုပို့မယ်ဆိုလို့ရှိရင်ဒီနေရာမှာရှက်ကလေးလေးကိုနှိမ့်လဲလို့ရှိရင်ဒီလိုမျိုး quick share ဆိုတာပေါ်လာမှာတွေ့ဖြစ်ပါတယ်အဲဒီ quick share ကိုနှိမ့်လဲလို့ရှိရင် quick share ကိုနှိမ့်လဲလို့ရှိရင်ဒီလိုမျိုးနီးနားမှာရှိရှိသလားမရှိသလားဆိုတာကို scan ဖတ်နေမှာဖြစ်ပါတယ်လက်ခံမဲ့ဖုန်းမှာလည်းကျွန်တော် control center ထဲသွားပြီးလို့ရှိရင် control center လဲသွားပြီးလို့ရှိရင်ဒီမှာ quick share quick share ဆိုတဲ့ဟာလေးကိုနှိပ်ပြီးတော့ anyone nearby ဆိုတာကိုနှိပ်လိုက်ရမှာဖြစ်ပါတယ်ဆိုတော့ဒီလိုမျိုးတစ်ဖက်က Samsung phone နဲ့ပြီးတော့ quick share ကို setting ကိုဖွင့်လိုက်လို့ရှိရင်ဒီလိုမျိုး nearby မှာ share လို့တွေ့သွားမှာဖြစ်ပါတယ်အဲ့ဒီမှာတွေ့တွေ့ K ဆိုတဲ့ခလုတ်လေးနဲ့ပေါ်နေတာဆိုလို့ရှိရင်ဟိုဘက် phone ရဲ့ Google Gmail account နဲ့ phone number ကို ပြနေတာဖြစ်ပါတယ်အဲ့ခါကျတော့ဒီအဒီဟာလေးကိုဖိလိုက်လို့ရှိရင်အခုဆိုလို့ရှိရင်ဟိုဘက်ကောင်းတဲ့အချိန်နေပြီဖြစ်ပါတယ်ဒီဘက်ဒီဘက်ဖုန်းမှာဘယ်လိုမျိုးပေါ်လာမလဲဆိုလို့ရှိရင်ဒီလိုမျိုးဓာတ်ပုံလက်ခံမလားဆိုပြီးတော့ access ဆိုတာလေးပေါ်လာမှာတွေ့ဖြစ်ပါတယ် decline နဲ့ access ဖြစ်ပါတယ် access ဆိုလို့ရှိရင်ကျွန်တော်ဒီဘက် access နှိမ့်လိုက်လို့ရှိရင်အခုဆိုလို့ရှိရင်ကျွန်တော်ဟိုဘက်ကနေပို့လိုက်တဲ့ဓာတ်ပုံကဒီဘက်ကိုရောက်သွားပါပြီ က်တက် net တက်တခုကကြတော့ဒီ platform ထဲမှာကျွန်တော်ဒီ data ပုံပဲကျွန်တော် sharing လုပ်ပြပါမယ်နေပြီးလို့ရှိရင် quick share ကိုနေပြီးလို့ရှိရင်ဒီနေရာမှာ QR code or link ဆိုတာလေးကိုနေပြီးတော့ကျွန်တော် share ပြပါမယ်ခုဆိုလို့ရှိရင်ဒီနေရာမှာ QR code လေးပေါ်လာမှာဖြစ်ပါတယ်အဲ့ဒီ QR code ကိုဒီ platform နေပြီးတော့ scan ဖတ်လို့ရပါတယ် ဒီနေရာမှာ scan QR code ဆိုတာလေးကိုနှိပ်ပြီးလို့ရှိရင် scan ဖလာလို့ရှိရင်ဒီလိုမျိုး open in browser ဆိုတာပေါ်လာမှာဖြစ်ပါတယ် open in browser လေးကိုနှိပ်လဲလို့ရှိရင်ဒေါင်းလုဒ်ကလုတ်လေးကိုတွေ့ရမှာဖြစ်ပါတယ်အဲဒေါင်းလုဒ်လေးနှိမ့်လိုက်လို့ရှိရင် ဟိုဘက်ဖုန်းကပို့လာတယ်ဓာတ်ပုံဒီဘက်ဖုန်းမှာဒေါင်းလုဒ်ဆိုပြီးပြောပါဘူးဒီ open link နဲ့လဲလို့ရှိရင်ဓာတ်ပုံပေါ်လာမှာဖြစ်ပါတယ်ဒီလိုမျိုး QR code နဲ့ sharing လုပ်ပြီးတော့ပို့လို့ရတဲ့လိုမျိုးကျွန်တော်တို့ quick share နေပြီးတော့ quick share ကိုကျွန်တော်တို့ပို့လို့ရတာဖြစ်ပါတယ်ဆိုတဲ့အခါကျတော့ဒီလိုမျိုး file တွေကို sharing လုပ်လို့ရှိရင် video file တွေဓာတ်ပုံတွေကို sharing လုပ်လို့ရှိရင် wifi နဲ့ Bluetooth နှစ်ခုစလုံးဖွင့်ထားအောင်မှာဖြစ်ပါတယ်ဒီလိုမျိုး sharing လုပ်လို့ရှိရင် Samsung နေပြီးတော့ Samsung ကို sharing လုပ်လို့ရတယ်လို့မျိုး Samsung နေပြီးတော့ Redmi Redmi တို့ Oppo တို့ကိုလည်း sharing လုပ်လို့ရတယ်ဆိုတာကိုကျွန်တော်ဒီနေ့ပြောပြလိုက်တာဖြစ်ပါတယ်ဆုံးတီကြည့်ပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ